ဒီဘက်ကနေတက်ပြေးငါတို့ရဲ့ငါတို့အဲအဲ့ဒီဘက်ကဘာလဲဆိုကျေးမငါတို့ရဲ့ပြောပေးစကိုင်းတိုင်းရွှေဘုံမြို့နယ်ရွှေဘုံမနလီလမ်းပိုင်းမှာစစ်ကော်မရှင်တပ်နဲ့ဒေသကာကွယ်ရေးတပ်တို့အကြားတိုက်ပွဲဖြစ်ခဲ့ပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိတယ်လို့ရွှေဘုံမြို့နယ်ပကဖားကလိုဝေဘာလ12ရက်ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။လိုဝေဘာလ10ရက်နေ့ညနေ4နာရီခန့်မှာတာကနဲရွာထိပ်မှာအင်အား20လောက်နဲ့တက်ဆွဲထားတဲ့စစ်ကော်မရှင်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာကနေအပြန်အလှန်ဖြစ်ခဲ့မှုတနအိုက်ခန့်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲအတွင်းမှာတာကနက်ရွာထိပ်ကစစ်ကော်မရှင်တပ်သားတွေဟာရွှေဘိုဘက်ကိုစုခွာထွက်ပြေးသွားတာကြောင့်အဆိုပါကျွရွာတွင်နေမြေရှင်းလင်းချိန်ကင်းမိုးဝကျန်နေတဲ့စစ်ကော်မရှင်အဖွဲ့သားတွေနဲ့ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်လို့ရွှေဘိုဘက်ကဖပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်အဲဒီတော့သူတို့အရင်ကတည်းက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 တော့ကျွန်တော်တို့ကဒီလိုပဲ ့ဟိုဆုံးဟိုပါပေါ့ကျွန်တော်နောက်ကိုဆုတ်သွားတာရှူပါဘူးဘုံဘုံကကောင်းခေါက်တယ်ခေါက်တယ်ကျွန်တော်ကတော့ဘယ်လိုလဲလိုက်တယ်ကျွန်တော်ကလည်းလိုက်တယ်ဒါကလည်းကတော့ဘောဘုံပကံကိုလက်ကကြည့်လို့ဒီကူဒီတော့ကတော့ဘောဘုံကလည်းအဝါပေါ့အဲလက်ကကြည့်ဆောက်တော့ကတော့အဲနည်းနည်းဘာလို့လဲကံလမ်းမာတယ်ကျွန်တော်ကပိုကြည့်တော့ပေါ့လိုက်တော့တော့နည်းနည်းခဏနားလိုက်တော့ကျွန်တော်ကဟိုဘောဘုံကလည်းပြီးသွားတယ်ပြီးသွားတယ် ချင်းလေးမျိုးပေါ့ဗျာ။ဒါကတော့မရနိုင်ဘူး။ဒီမဲ့ဟောစီပေါင်းတဲ့ခွင့်ပြုထားတဲ့ရတယ်လား။ဒီလိုဒီဆက်ဆက်ကြည့်လို့အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်မရှင်ဘက်က၄ဦးသေဆုံးပြီးအများပြားဒဏ်ရာရသလိုရွှေဘုံမြို့နယ်ပကဖအဖွဲ့ဝင် အသက်34နှစ်အရွယ်ကြားမင်းစုသူကြာဆုံးသွားတယ်လို့ဆိုပါတယ်။ဒါ့အပြင် ကြီပေါကြီ900ကျော်စစ်သုံးဆောင်ပစ္စည်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေလည်းတိတ်ဆိတ်ရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကတော့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်ပကဖတာဝန်ခံဤစီမံကိုကဲမှုဖြင့်မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့တိုက်နယ်1235ပကဖတိုက်ခိုက်ရေးအဖွဲ့များတပည့်ရေးမြို့နယ်ဂလုံမင်းပကဖအဖွဲ့နှင့်နယ်မြေပကဖတွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျာ